ာပါချီးမွမ်းဖို့များမနေ့ကဆင်းသင်းဖြစ်ပြီလေတော့ကမရှိတဲ့အရာတွေအားလုံးကအကန့်အသတ်နဲ့ရှိတယ်။ဒါပေမဲ့ကျွန်တော်ကိုးကွယ်တဲ့ဘုရားကအကန့်အသတ်မဲ့တဲ့ဘုရားဖြစ်တယ်။ထိုဘုရားရဲ့နာမကိုကျွန်တော်အခုချိန်မှာကျွန်တော်အားရပါးချီးမြှောက်လက်ကိုးကွယ်ကြရအောင်။